ားလုံးပဲမြင်လာပါရှင်အဲအခုတစ်ခေါက်ပြောပြပေးသွားမယ်ပေါ့နော် reading လေးကအဲဘယ်လိုပြောမလဲမဒီညမှာပေါ့နော်နည်းနည်း energy တစ်ခုကိုခံစားလိုက်ရလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဘယ်လိုမျိုးလေးတွေဖြစ်ထွက်လာမလဲဗာလေးတွေကိုတိဖို့ရှိလဲဆိုတာကိုဒါ message လေးဆွဲကြည့်လိုက်တာပေါ့နော်ဒါကတော့ oracle တီးသန့်မှာကွာအခြေပတ်သက်တဲ့အခြေနဲ့ပတ်သက်တဲ့ oracle လေးတီးသန့် message လေးပေါ့နော် ြောချင်တာကတော့ကွာဒါကအကုန်လုံးနဲ့ကန့်ညီခြင်းမှလည်းကန့်ညီလိမ့်မယ်တချို့တွေကတော့ကန့်ညီလိမ့်မယ်မကန့်ညီတဲ့သူတွေလည်းရှိရတခါတလေကြရင်ပေါ့နော်ဒီလိုမျိုး general reading တွေကကြတော့ပေါ့နော်ဒါပြောမယ်ဆိုရင်တော့อืมကန့်ညီအကုန်လုံးနဲ့ကန့်ညီခြင်းမှကန့်ညီမှာနော်ငါနဲ့မကန့်ညီဘူးဆိုရင်ဒါကိုတော့မဟုတ်ဘူးတွေတွေကတချို့လေးတွေရှိတယ်နားတော့ထောင်လိုက်တယ်နော်ဒါပေမဲ့နားထောင်လိုက်ပြီးမင်းပေါ့နော် ဲငါဖြစ်နေတာအဲ့လိုလည်းမဟုတ်ဘူးဘယ်လိုမျိုးတွေဖြစ်နေတယ်လို့ပေါ့နော်ကိုကိုကိုတွေးမိသွားတယ်ဆိုရင်ဒါဒီ reading ကိုအတွက်မဟုတ်ဘူးအဲ့လိုဆိုရင်ဒီ reading မှာပြောထားတဲ့အကြံဉာဏ်ပေးချက်တွေနော်ပြောထားတဲ့အကြောင်းအရာတွေကဒါကိုယ်နဲ့မသက်ဆိုင်ဘူးလို့ပဲဒါယူဆပေးပါနော်တချို့လေးတွေကြတော့ကွာတည်တယ်မလား reading တော့နားထောင်လိုက်ပါရဲ့တချို့ negative တွေ negative တွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိလို့အမကဒါလေးကိုပြပြပေးရပါနော်နားထောင်လိုက်ပါရဲ့ဟာငါဖြစ်နေရတော့ဒီလိုမှမဟုတ်တာ လိုဒီလိုမျိုးတွေဟောတာတွေကအဆင်မကောင်းပေါ့နော်အဆင်မပြေဘူးဒီလိုမျိုးဟောတာပြီမဲ့လေကိုကဒီလိုဒီလိုတွေဂျုံနေရတယ်လीအဲ့ဆိုရင်မမှန်ဘူးအဲ့လိုမျိုးလေးတွေပြောတတ်ကြတယ်နည်းနည်းပေါ့နော်ဒါဆိုရင်ဒါကိုနဲ့ကိုနဲ့ဒီ reading ကဖြစ်နေရတယ်မတူဘူးဆိုရင်ဒီ reading ကဒါကိုတော့မဟုတ်ဘူးလို့ပဲယူဆရမှာပဲလေဟုတ်တယ်နော်ဒါတော့ဒီဟာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီထဲမှာပြောရတဲ့အကြောင်းအရာတွေကကိုနဲ့မဆိုင်တာဖြစ်တဲ့အတွက်ကြောင့် ိုနားထောင်လိုက်တယ်ဆိုရင်လည်းဒါကဩ entertainment တစ်ခုအနေနဲ့ပဲနားထောင်နေလို့ပဲသဘောထားပေးပေါ့နော်ကျန်တာတွေတော့ DVD နဲ့ပတ်သက်ပြီးတော့မယူနဲ့ပေါ့နော် energy တွေကိုအဲ့လိုမျိုးလေးတော့မှပြောချင်တယ်အဲတချို့လေးကျတော့ကိုက်ညီမှုရှိလိမ့်မယ်ဒါကပြောမှဆိုရင်တော့ပေါ့နော်မတို့က collective ပုံစံမျိုးလေးနော် general reading ပုံစံမျိုးလေးဒါဒီလိုမျိုးပဲကက်လေးတွေဖတ်တယ်ဖတ်ပြီးတော့မြင်တာလေးတွေကိုပြုတ်ပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့် နောက်ထောင်နေရင်းနဲ့ပေါ့အော်ဟုတ်ပါလားဟုတ်တယ်ငါတို့ဒီလိုမျိုးတွေဂျုံနေရတာမှန်တယ်။အော်ဟုတ်တယ်ဒီလိုဆိုရင်တော့ဒီလိုမျိုးလေးတွေအကြံဉာဏ်ပေးထားတဲ့အတွက်ကြောင့်ငါတို့ဘယ်လိုမျိုးလေးတွေပြုပြင်သင့်တယ်ဘယ်လိုမျိုးလေးတွေပေါ့နော်ဒါပြောင်းလဲသင့်တယ်ဆိုတာကိုတချို့လေးကြတော့ဒါအကျိုးရှိစွာတည်သွားကြရတယ်ပေါ့နော်။အဲကြောင့်တယောက်နဲ့တယောက်မတူညီတဲ့အတွက်ကြောင့်ငါနဲ့မတူဘူးဆိုပြီးတော့တရားကိုပေါ့နော်ဒါဘယ်လိုပြောရမလဲဟို အဖြစ်တင်တာမျိုးတော့မဟုတ်ပြင်မဲ့ပေါ့နော်တအားကြီးဒီရဟောချက်တွေကိုလိုက်ယူနေကြမလို့လို့တော့ပြောချင်ပါတယ်နော်အဲ့တော့ intro လေးရနေရရှိပါပြီနော်အဲ့လိုမျိုးလေးပြောနေသူလေးရှိတဲ့အတွက်ကြောင့်မကအခုလိုမျိုးလေးပြန်ပြီးရှင်းပြပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီ VT လေးကိုနောက်ဆုံးမှာတော့အမကအဖြေလေးတစ်ခုပြောပြမယ်ဘာအဖြေလဲဆိုရင်ကိုဒီ VT လေးစနားထောင်တော့မယ်ဆိုရင်ကိုဘာလေးသိချင်လဲကိုရဲ့ relationship တွေ နော်ဒီအခြေအကိစ္စနဲ့ပတ်သက်ပြီးတော့ဗာလေးသိချင်လဲဆိုတာကိုကိုယ်စိတ်ထဲမှာကိုမိကုံးလေးမိထားနောက်ဆုံး reading လေးပြီးွားရင်မိကုံးလေးရဲ့အဖြေကိုဒီကတ်ကလေးကနေပြောပြပေးပါမယ်နော်အဲ့တော့ဒီမှာအမမြင်နေရတာကတော့တော်တော်များများကအခုချိန်မှာပေါ့နော်ဒါအပြောင်းလဲတစ်ခုတော့ပြောင်းလဲတော့မယ်တချို့တွေနော်ဘယ်လိုမျိုးသူတွေလဲဆိုရင်တော့ဒီမှာမြင်တဲ့အတိုင်းပဲ commit commit relationship ထဲမှာရှိနေတဲ့သူတွေကြုံနေရတဲ့သူတွေ တပ်ပါတီအနှောက်ယှက်တွေရှိနေတဲ့သူတွေဒီတပ်ပါတီကိုပဲကိုယ့်ရဲ့တစ်ဖက်လူကဘယ်လိုပြောမလဲကွာဆွဲလန်းနေတဲ့သူတွေနော်ဟိုကိုစီကိုတော့ပြန်လာတယ်အဖေကပြန်ထွက်သွားတယ်ကိုဘကိုလည်းဟိုဘယ်လိုပြောမလဲနည်းနည်းလေး attachment တွေများနေတယ်ကိုလည်းလက်လွတ်လားဆိုတော့လက်မလွတ်နိုင်ဘူးတစ်ခါတလေကျရင်အဆင်မပြေမှုတွေဒီလိုကိစ္စတွေနဲ့ဂျုံနေရတယ်ပြောမစင်ကို့မှာ တခြားတယောက်နဲ့ပေါ့နော်လိုက်ပြီးတော့ပြိုင်ဆိုင်နေရလို့ဖြစ်နေကွာအဲ့လိုမျိုးပြိုင်ဆိုင်မှုတွေကနေကို့လူကိုကို့စီကနေထွက်မသွားအောင်ကို့မှာအမျိုးမျိုးဆွဲနေရတဲ့ဆိုတဲ့ပုံစံမျိုးတွေအဲ့ဒီလိုမျိုး energy တွေရှိနေသူတွေပေါ့ကွာ sorry ပါအဲ့လိုမျိုးဆိုတော့ကွာတစ်ဖက်လူကလည်းပြောမစင်ကောင်းလားဆိုတော့လည်း energy ကကောင်းမနေဘူးနည်းနည်းလေး the snake ဆိုတဲ့ပုံစံတိုင်းနဲ့အမြင်များတယ်အမြင်များတဲ့အချိန်လေးမှာရှိတယ် ဲ့လိုမျိုးအန္တရာယ်များတဲ့အခြေအနေမှာပဲကိုယ့်ရဲ့တစ်ဖက်လူကပိတ်မိွားနေတာမျိုးရှိတတ်တယ်။ဒါကတချို့လေ ACE လည်းဖြစ်မယ်။ချို့လေလက်ရှိ RS မှာရှိနေတဲ့ karmic bond san relationship နေလည်းဖြစ်ဖြစ်မယ်။ပြောမှဆန်တော့လွယ်ပြောမှဆန်တော့ toxic ပေါ့နော် toxic san relationship တွေမှာကြုံနေရတဲ့သူတွေရှိတယ်။တချို့ကျတော့လေဒီလိုကိစ္စတွေကိုလက်တလောလေးရမှ တိလာရတဲ့သူလေးတွေပေါ့နော်ဒါကိုရဲ့တယောက်ကကိုယ့်ကိုချစ်လို့တာဆသဖြင့်ဒီလိုမျိုးတွေကိုတိလက်ရတဲ့သူလေးတွေကအာနောက်ကျတော့ထုတ်ခံရတယ်လို့မျိုးပဲခံစားချက်တွေကတအားကို shocking attack တွေရပြီးတော့ heart break ပေါ့နော်နာကျင်နေရတယ်ကြေကွဲနေရတယ်ဆိုတော့သူလေးတွေလည်း DVD နားထောင်နေသူတွေထဲမှာပါနေလိမ့်မယ်နော်အဲ့လိုမျိုးတွေကတော့ချင်းတယ်လေဒါကလုံးဝ toxic relationship ကြီးထဲမှာရှိနေတာ coming ပေါ့နော် relationship ကြီးထဲမှာရှိနေတာဖြစ်တဲ့ကြောင့် อืมสมบีวะพออ้าวกูอ่ะဒီလိုမျိုးတွေจုံလာရတဲ့ခါကျရင်တကယ်ပင်ပန်းလာတဲ့ခါကျရင်ကွာနောက်ပိုင်းမှာကိုဘာတွေဖြစ်လာမလဲဆိုတော့ကိုကိုကိုအဖြေတစ်ခုเนาะအမှန်တရားတစ်ခုကိုတိလာရနိုင်မယ်အဲ့လိုမျိုးတိလိုက်ရတယ်ဟာဒီဒီလူကတော့ဖြင့်ဒီလိုပါလားသူတို့ခြေနေရတော့ဖြင့်ဒီလိုပါလားဆိုတာကိုနာကျင်ရတယ်ဆိုပေမဲ့လက်ခံနိုင်သွားတဲ့ဒီနေ့အဲ့လိုနေရောက်လာနိုင်မယ် အဲ့ခါကျရင်ကိုကလေတဲ့လားပြောမယ်ဆိုရင်ကိုကိုကို respect ရှိလာလိမ့်မယ်ပေါ့နော်ကိုကိုကို respect ရှိမယ်ကိုကိုကိုကာကွယ်နိုင်လာလိမ့်မယ်ခုချိန်မှာဘလို့ပဲဖြစ်နေဖြစ်နေဒီချိန်ချိန်မှာတော့ဒီလိုမျိုးဖြစ်လာလိမ့်မယ်အခုကြည်နေတဲ့သူလေးတွေကလေဒါဒီလိုကြုံနေတဲ့သူလေးတွေကိုပြောရအောင်နော်အကောင်လုံးပြောရမှာချိုးလေးကြတော့လေဒီလိုမျိုးကြုံနေတာမျိုးမရှိတဲ့အဆင်ပြေနေတဲ့သူလေးတွေတော့နေသူရှိတဲ့သူလေးတွေလည်းရှိကြတာပဲအမပြောတာအခုလိုမျိုးခုနကပြောသွားတဲ့လိုမျိုးကြုံနေရတဲ့သူလေးတွေကိုပြောတာပေါ့နော် အဲ့လိုဆိုရင်ကိုကဘာဖြစ်လာမလဲဆိုရင်နော်ကိုကိုကိုတူတက်အောင်ဘောနောကိုကိုကိုရဲ့စိတ်ကောလူရောကွာတိလာပင်မနေရရင်လွမြောက်အောင်ကိုရှိဆက်ပြီးတော့သွားချင်လာလိမ့်မယ်အဲ့လိုမျိုးရှိဆက်သွားဖို့အတွက်ဆိုရင်အခုရှိနေတဲ့အရာကိုကလွတ်လွတ်နိုင်သွားလိမ့်မယ်လွတ်လွတ်ပြီးတော့ရှိဆက်ပြီးတော့ကိုကိုကိုပူကောင်းတဲ့အရာတွေပူကောင်းတဲ့အခြေအနေတွေဖြစ်အောင်ကိုကရွှဲလွှဲတော့မယ်ဆိုတဲ့ energy တွေရှိလာလိမ့်မယ်နော် အဲ့တော့ဘောနောဘယ်လိုပြရမလဲကိုယ့်စီမှာဒီလိုမျိုးပေါ့နော်ကြုံနေရတယ်ဒီလိုမျိုး issue တွေဒီလိုမျိုးပေါ့နော်ဒီ feels တွေအကြောက်တရားတွေပေါ့နော်ဒါဟိုလွတ်လွတ်ဆုံးရှုံးလိုက်ရမှာကြောက်တဲ့စိတ်တွေပြိုလဲသွားမှာကြောက်တဲ့စိတ်တွေဒီလိုမျိုးတွေရှိနေရဆိုရင်မကြောက်ပါနဲ့ရင်ဆိုင်ကြည့်လိုက်ပါကိုကိုကိုကာကွယ်ကြည့်လိုက်ပါတကယ်စစ်မှန်တဲ့ပေါ့နော်ပြိုရှင်မှုဆိုတာဘာလဲဖေရာကကိုတို့တကယ်လိုအပ်နေတာလဲဆိုတာကိုကိုကအတိညာဉ် တရားပေါ့နော်ရလာတာနဲ့အမြအသိဉာဏ်ပွင့်သွားတာနဲ့အမြကိုကိုတိုင်းသိလာလိမ့်မယ်ကိုကိုတိုင်းမြင်တွေ့လာပါလိမ့်မယ်ကိုယ်ကိုယ်တိုင်စူးစမ်းခြင်းစိတ်တွေလည်းဖြစ်လာပါလိမ့်မယ်လို့ပြောချင်တယ်နော်အဲ့တော့ဒီမှာ angel တွေကဘယ်လိုမျိုး message ထပ်ပေးထားလဲဆိုရင် love yourself first နော်ဟုတ်ပြီလား your self respect makes you more romantically attracted ပြောချင်တာကိုကိုကိုမချစ်တဲ့သူတန်ဖိုးမထားတဲ့သူလေးစားမှုမရှိတဲ့သူကတစ်ဖက်ကလည်းကိုကိုလေးစားလာမှာမဟုတ်ဘူး အဲ့တော့ကိုကကို့ဘောင်ထင်းနဲ့ကိုနေပြီးတော့ကိုကကိုကိုလေးစားမှုလေးကိုကိုကကိုတံမိုးထားမှုလေးကိုကိုတိုင်ကအရင်ကြိုးစားကြည့်လိုက်ပါကိုကကိုကိုချစ်ဖို့ချစ်တတ်ဖို့အရင်ကြိုးစားကြည့်လိုက်ပါအဲ့လိုမျိုးချစ်တတ်တဲ့ခါကျရင်လေကိုကကိုတကယ်လေးစားတဲ့တံမိုးထားတဲ့အရာတွေကကိုစီကိုရောက်လာလိမ့်မယ်အရင်ဆုံးကိုကကိုကကိုကိုတံမိုးထားဖို့အရေးကြီးတယ်အရာအရင်ဆုံးလိုအပ်တဲ့ self love ပေါ့နော် self love ကိုကိုချစ်တတ်ရမယ် self respect ရှိရမယ်နော် အဆင်ပြေတဲ့ရေဝန်းကနေထွက်လာရတဲ့တတိလည်းရှိရမယ်။နောက်ပြီးတော့အခုကြည့်နေတဲ့သူလေးတွေထဲမှာอืมအနေကရီယာဘိုင်းလေးတွေမှာလည်းပေါ့နော်စ조사နေရတဲ့သူလေးတွေရှိတယ်။အော်အချီကလည်းအဆင်ပြေကရီယာမှာလည်းအဆင်ပြေအဲ့လိုမျိုးဖြစ်နေတော့အဆင်ပြေတော့ပေါ့နော်လူလူပြောရှင်ရတော့မှာလားဟုတ်တယ်မလား။အဲ့တော့ ကိုကအချင်းမှာအဆင်ပြေဘူးတကယ်လဲလုံးဝကြီးကိုဆက်သွားလို့မရတော့ဘူးဆိုရင်တော့ရပ်တန့်လိုက်ပြီးတော့ကိုရဲ့ financial career တွေကိုပို့ပြီးတော့စူးစမ်းပေးပါပို့ပြီးတော့ကိုရဲ့တိုးတက်မှုတွေကိုရအောင်လိုက်ပေးပါဒါလို့ဆိုရင်တော့ကိုကဘာပဲဖြစ်ဖြစ်လွလဲလွလက်လာသလိုကိုရဲ့ဘောနော်ဒီ better version ပေါ့ကွာပိုကောင်းတဲ့ version ကိုကိုယ်တိုင် မြင်လာရလိမ့်မယ်လို့ပြောချင်တယ်။အဲ့တော့ financial career ဘိုင်းနည်းတွေကိုလေအားစိတ်ထုတ်မှုတွေညွန်နေနေတယ်ဆိုရင်ပြန်ပြီးတော့အားစိတ်ထုတ်ပေးပါပြန်ပြီးတော့စူးစမ်းပေးပါလို့လည်းပြောချင်ပါရဲ့နော်။အတော့အမပထမဆုံးပြောခဲ့တဲ့ပေါ့နော်။ကိုဘာမေးချင်လဲဆိုတော့မေးခွန်းလေးနော်အဲ့မိကုံးလေးတွေမေးပြီးပြီလို့ထင်ပါတယ်ဒါဒီမိကုံးလေးတွေအဖြေကဘာဖြစ်မလဲဆိုတာကိုမှကြည့်ပေးမယ်နော်အော် unlikely တဲ့နော် unlikely ဆိုတော့ဘာဖြစ်ဖြစ် ဖြစ်တော့မဖြစ်နိုင်သေးဘူးပေါ့ကွယ်ကိုဘာမေးလဲတော့မသိဘူးဒါပေမဲ့ကိုမေးတဲ့မေးခွန်းတွက်ကတော့အဖြေကတော့မဖြစ်နိုင်သေးဘူးပြောချင်တာတော့ no ပေါ့နော်အဲ့တော့အဲမဖြစ်နိုင်သေးဘူးဆိုလို့တချို့အရာတွေကဘာမှဒီ relationship နဲ့ဒီ coming relationship မှာဒီလိုမျိုးတွေတော့ကြုံနေရပါတယ်ဒါပေမဲ့ကိုကမျှော်လင့်ချက်ချင်းနဲ့ပြန်ဆင်ပြေဦးမှာလားလို့မေးတယ်ဆိုရင်တော့ no ဒါအဆင်ပြေမှာမဟုတ်ရှေ့မှာလည်းဒီမှာပြောတော့သူအဆင်မပြေလို့အဖြေရတယ် အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာဒါဥပမာပေးလိုက်တာပေါ့နော်ဒါပေမဲ့ကိုဘယ်လိုမေးခွန်းမှဖြစ်ဖြစ်လို့လောဆယ်ဆယ်မှာတော့အဲ့မေးခွန်း track ကတော့အဖြေကတိတ်မဖြစ်နိုင်သေးဘူးလို့ဒါဖြေထားပါတယ်ပေါ့နော်အဲ့တော့ဒီ reading လေးကတော့ဒါအမရိုဒီယမ်မိလိုက်တဲ့ energy လေးကနေခံစားပြီးတော့ပေါ့နော်ဒါအဲပြော့ပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့်အဲကန့်ညီတဲ့သူတွေလည်းကန့်ညီပါလိမ့်မယ်မကန့်ညီတဲ့သူလေးတွေကတော့အမအစားတွေပြောထားလို့မျိုးပေါ့နော်ဒါ entertainment တစ်ခုနေနေပဲနားထောင်ပြီးပါလို့ ပြောချင်ပါတယ်နော်အလုံးမဲ့ခုလိုမျိုးနားထောင်ပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်ရှင်သဘောကျနှစ်သက်တယ်ဆိုရင်တော့ like and share လေးတွေမှန်လေးတွေနဲ့အပြေးပါအောင်နော် personal reading လေးတွေမေးချင်တယ်ဆိုရင်လည်းမှာအဲ description မှာဒီ Viber phone number လေးထည့်ပေးထားပါမယ် Viber နဲ့တစ်ချက်လာပြီးတော့စာတမ်းမြင်းမြန်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နော် see you ပါရှင်